အလုံးမင်္ဂလာပါဖျားရှင်ကျေးဇူးတော်ချီးမွမ်းပါတယ်တပတ်ပြီတပတ်ဖျားရှင်ပို့ဆောင်နေ2025ခုနှစ်ရဲ့အောက်တိုဘာလပရမဆုံးတနင်္ဂနွေရက်တပတ်ဖျားရှင် ဖြတ်ကျော်ခွင့်ဖြတ်တန်းခွင့်ပေးတဲ့ဖျားရှင်ကျေးဇူးတော်ချီးမွမ်းပါတယ်โอเคสรอกကျွန်တော်ပြီးခဲ့တဲ့ဘက်ကဘာ ျွန်တော်ဆွေးနွေးသွားလဲဆိုတော့ကျွန်တော်ပြန်မမေးတော့ပါဘူးเนาะဆိုတော့ကျွန်တော်အခုတလောကျွန်တော်ဘိုင်အဓိက Bible study မှာခွန်အားယူအာကျွန်တော်တက်တာတိဆောက်ဖြစ်တယ်လဲဆိုရင်ကျွန်တော်တန်ရှင်းတော်ဝိညာဉ်တော်ရဲ့ဆုယေရှုနဲ့ဆိုင်တဲ့အရာတွေကျွန်တော်တို့အဲ့ဒါတွေပြောပြီးမှအတ္တမှာဖျားရှိကောင်းမြတ်ခြင်းတော်လကောင်းဝိညာဉ်ဆုယေရှုတွေရဲ့အရေးကြီးပုံတော်လကောင်းဝိညာဉ်ဆုယေရှုဘာကြောင့်ပေးတယ်လဲဆိုတာကိုကျွန်တော်တို့ပို့ပြီးမှ နားလည်ရတာဖြစ်တယ်ဆိုတော့ဘုရားရှင်ကျေးဇူးတော်ချီးမွမ်းပါတယ်အာမင်ဆိုဒီကာလာတန်ရှင်တော်ဝိညာဉ်တော်ရဲ့ကာလာလို့လည်းကျွန်တော်ပြောတယ်ဆိုတော့တန်ရှင်တော်ဝိညာဉ်တော်ကာလာလို့ပါလို့ပြောရတယ်လဲဆိုအထူးသဖြင့်ဒီကာလာမှာအလုတ်လုတ်တော်သူဟာတန်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်အာမင်ဆိုအဲ့တန်ရှင်တော်ဝိညာဉ်တော်ကပဲအသင်းတော်ပို့ဆောင်တယ်တန်ရှင်တော်ဝိညာဉ်တော်ကပဲအသင်းတော်ကိုတည်ဆောက်ပေးနေတာဖြစ်တယ်ဆိုတော့လည်းကျွန်တော် နားလဲရတာဖြစ်ပါတယ်ဆိုတော့သူဝိညာဉ်တော်ဖျောက်ခဏတော့လက်ခုပ်သေးလဲကျွန်တော်ဂုံပြုချီးမြောက်ကြရအောင် praise the lord ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကစိတ်ဝိညာဉ်ပိုင်းခြားခြင်းဆိုတဲ့စုကြည်စုအကြောင်းကျွန်တော်ဆွေးနွေးခဲ့တယ်ဆိုတော့ဒီတစ်ပတ်မှာတော့ကျွန်တော်ယုံကြည်ခြင်းအကြောင်းကျွန်တော်အာဆွေးနွေးသွားဖို့ရံဖြစ်ပါတယ်ဆိုတော့တော့ကျန်းစာထဲမှာကျွန်တော်ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးမှ အဓိကဒီဓမ္မတိထဲမှာကျွန်တော်ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးမှပုံစံ၃မျိုးကျွန်တော်တွေ့ရတယ်။နံပါတ်၁ပုံစံကအသက်ရှင်သွားမယ်ယုံကြည်ခြင်းဖြစ်တယ်။နော်ဆိုတော့အသက်ရှင်သွားမယ်ယုံကြည်ခြင်းဖြစ်တယ်ဆိုတော့ယောမခန်းကြည်တဲ့ပိုင်းရဲ့စကားမှာရှင်ပေါ်လို့ဘယ်လိုရေးထားလဲဆိုတော့ဖြောင်းမှတ်တော်သူတွေယုံကြည်ခြင်းအဖြစ်အသက်ရှင်လိမ့်မည်လို့ရေးထားတယ်ဂလတိ3:7မှာလည်းကျွန်တော်တွေ့ရတာဖြစ်တယ်ဆိုတော့ ခရိယာအသက်တာတစ်ခုလုံးအတွက်အစွမ်းတက်သည့်လုံးဆောင်မှုနဲ့ဥတီချက်ကိုပေးတဲ့အရာတွေဒီယုံကြည်ခြင်းဆိုတဲ့စုစည်းစုအဖြစ်မဲ့ကျွန်တော်တို့ရရှိနေတာဖြစ်ပါတယ်ဆိုတော့ယုံကြည်သူတိုင်းဒီခရိယာဖြစ်ပွက်တဲ့ကျွန်တော်ယုံကြည်ခြင်းဆိုတော့မရှိမဖြစ်လွတ်တယ်ဆိုတော့ကျွန်တော်အားလုံးနားလည်ကြတယ်ဆိုရင်နောက်တစ်ခွနေတဲ့ယုံကြည်ခြင်းအသီးဒါကတော့ကျွန်တော်ဂလာတိ9ထဲမှာကျွန်တော်တွေ့ရတယ်ပြီးနောက်တစ်ခွယုံကြည်ခြင်းစုစည်းစုပေါ့နော်ဆိုတော့ဒီယုံကြည်ခြင်းက ဘာကိုယုံကြည်ခြင်းလဲဆိုကျွန်တော်ကယ်တင်ခြင်းရရှိဖို့အတွက်ရှိတဲ့ယုံကြည်ခြင်းမဟုတ်ပဲတဲ့ဒါကဘာကိုယုံကြည်ရလဲဆိုတော့ဘုရားခင်တန်ရှင်တော်ဝိညာဉ်ဖြစ်ဘုရားသခင်ထဲ့ပေးထားတဲ့ယုံကြည်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်เนาะလူအစင်တဲ့ကြော်လွန်တော့ရကျွန်တော်ပြီးခဲ့တဲ့ဘက်ကလည်းပြောတယ်တဘာဝလွန်တော့အရာတွေเนาะဒီစုကျေးဇူး လေကဘာလဲဆိုရင်တပါဝဝအထက်သာ၍လွန်ကဲသောအရာကျော်လွန်သောအရာတပါဝဝအထက်မှာဖြစ်နေသော အရာတွေကိုကျွန်တော်အာဝိညာဉ်စုကြည့်စို့အနေနဲ့ကျွန်တော်တို့နားလည်ရတာဖြစ်တယ်เนาะဆိုတော့အချင်းဒီတစ်ခုခုကိုတဲ့ဘုရားကသူ့ရည်ချက်ပြည့်စုံဖို့တနည်းဖြင့်ဒီယုံကြည်ခြင်းဆိုတာဘယ်သူ့ရဲ့ယုံကြည်ခြင်းလဲဆိုတော့ဘုရားသခင်ယုံကြည်ခြင်းကိုဆိုလိုတယ်ဆိုတော့ကျွန်တော်နားလည်ဖို့ဖြစ်တယ် လူရဲ့ယုံကြည်နိုင်ခြင်းမဟုတ်ပဲနဲ့ဒီယုံကြည်ခြင်းစုကြည်စုဆိုတာဒီဘယ်သူယုံကြည်ခြင်းလဲဆိုတော့ဖယားသခင်ရဲ့ယုံကြည်ခြင်းကိုကျွန်တော်ပြောခြင်းဖြစ်တယ်။เนาะအာဒီမှာမာကုခန်းကြီး7ပိုင်းငယ်24ပြည့်20 20နှစ်မှာဘာကိုတွေ့ရလဲဆိုတော့ယေရှုခရစ်တော်ကเนาะအာဘေတနီရောသွားတဲ့ချိန်မှာလမ်းမှာတွေ့တဲ့သင်္ဘောတဖန်ပင်အယွတ်တွေနဲ့စိမ့်စိမ့်ဆုံနေတဲ့အပြင်เนาะအဲ့ဒီအပြင်ကိုတွေ့ရတယ် သူတို့ထင်တော့ဘိုက်စာတဲ့အတွက်ဒီအပြင်မှာတော့အသီးရှိနိုင်ကောင်းပါရဲ့ဆိုပြီးမှသူတို့သွားကြည့်တဲ့ချိန်မှာတူတူနဲ့ပြောအဲ့မှာဘာမှမတီးတဲ့ရောက်တွေ့ရတယ်ဆိုတော့အဲ့မှာဘာဖြစ်လဲဆိုတော့အဲ့ဒီတင်ဘောတပန်းပင်ကိုချိန်လိုက်တယ်နော်ချိန်လိုက်ကျွန်တော်အာချမ်းပိုက်ကိုတစ်ချက်လောက်ဖတ်ပေးမယ်။နက်ပြန်နေတဲ့ဘေသနိယောမပြန်ကြစင်တွင်စာမွတ်တော်မူဤအယွန်းနဲ့ပြည့်စုံသောတင်ဘောတပန်းပင်ကိုအဝေးကမြင်လင်တင်ဘောတပန်း သည်ဆွတ်သောအချိန်ကာလမရောက်သေးသောကြောင့်ထိုအပြင်၌အတိကိုတွေ့ကောင်းတွေ့လိမ့်မည်ဟုကြွသွား၍ရောက်တော့ခါအရွက်ကူသာတွေ့တော်မူသည်ရှိသောယခုမှစ၍အစင်မပြတ်သင်အတိကိုဘသူမှမစားစေနဲ့ဟုမိန်တော်မူသည်တပည့်တော်တို့သည်လည်းကြားကြိုက်နာနှင့်ချိန်တွင်လာ၌သွားချက်စင်တင်ဘောတပန်းပြည်အမြင့်မှစ၍၆တွေ့လိမ့်ရှိသည်ကိုမြင်ကြိုက်ပေတရုတရိယအရှင်ပြကြည်တော်မူပါ ကျင်းတော်မူသောတင်မောတဖန်ပင်သည်၆တွေ့ပါပြီတကားဟုလျှောက်လေ၏ယေရှုကလည်းတင်တို့တွေဖျားသခင်ကိုယုံကြည်ခြင်းရှိကြသလောငါအမှန်ဆိုဒီကအချင်းတို့ဒီယုံမာသောစိတ်နဲ့ကင်း၍မိမိဆိုဒီတိုင်းဖြစ်မည်ဟုယုံကြည်လက်ထိုးတောင်းကိုနေရာမရွေ့လောပင်လယ်၌ကြာလောဟုဆိုရင်ထိုးသူဆိုဒီတိုင်းဖြစ်လိမ့်မည်နော်ဒီချမ်းပတ်ကျွန်တော်ကြားဖို့တယ်တခြင်းအားဖြင့်လည်းကျွန်တော်ဒီဆိုချင်းမွန်းကြတယ်နော် အာယုံကြည်ခြင်းနဲ့ရေးဆွဲယုံကြည်ခြင်းနဲ့ဖုံဖော်ဆိုတဲ့အထက်မှာနော်ထိုးသူဆိုဒီတိုင်းဖြစ်လိမ့်မယ်အဲ့ထိုးသူဆိုတာပါလဲဆိုတော့ဖခင်သခင်ရဲ့ယုံကြည်ခြင်းရှိတော်သူကိုဆိုလိုခြင်းဖြစ်ပါတယ်နော်ဒါကဒီမှာတော့ကိုရောတင်းတို့ဒီဖခင်သခင်ကိုယုံကြည်ခြင်းရှိကြလောငါမှန်ဆိုအစ်တူဒီယုံမာတော့စိတ်နဲ့ ကင်းရွေမိမိဆိုရီတိုင်းဖြစ်မှုရုပ်စထူတောင်ကိုနေရာမှာရွေလို့ပြင်လည်နိုင်ကြလို့ဆိုဆိုရင်ထူထူဆိုရီတိုင်းဖြစ်လိမ့်မည်လို့ပြောတယ်ဆိုတော့တပည့်တော်များယေရှုခရစ်တော်ပြန်မိခွန်းထုတ်တယ်ဖရာသခင်ကိုယုံကြည်ခြင်းရှိလို့ဆိုတော့အရာပေါ့နော်အဲ့ဒီအရာကဘာလဲဆိုရင်ဂရိမူရင်းမှာကျွန်တော်ကြည့်တယ်ဆိုရင်ဖရာသခင်ကိုယုံကြည်ခြင်းရှိလို့ဆိုတဲ့အရာဒီဖရာသခင်ရဲ့ယုံကြည်ခြင်းရှိပါလို့ပြောတယ်ဆိုပြီးမှကျမ်းတပုဂ္ဂိုလ်တွေကပြန်ပြီးမှ အတိတ်ပဲဖွင့်ဆိုထားတဲ့ကျွန်တော်တွေ့ရတာဖြစ်တယ်။တနည်းအားဖြင့်ဖယားသခင်ကိုယုံကြည်ခြင်းရှိလို့ဆိုတာကဘာလဲ။ဖယားသခင်ယုံကြည်ခြင်းကိုရှိပါဆိုပြီးမှပြောခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်။ဆိုတော့အဲ့ဒီဖယားခင်ယုံကြည်ခြင်းဘယ်လောက်ရှိရင်လဲဆိုမုံနင်းစီလောက်ရှိတောင်မှအဲ့ဒီတောင်ကရွေ့ပြီးမှပင်လယ်၌ကျမယ်လို့ပြောတယ်။ဆိုတော့ဒီမှာကျွန်တော်တခုနားလဲရမှာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းမဟုတ်တာတော့ကျွန်တော်နားလဲဖို့လို့တယ်။ဒီယုံကြည်ချက်ဘာဘာ ဘယ်သူကိုမျိုးဆိုတဲ့ဆိုဖယားတကယ်ယုံကြည်ခြင်းမျိုးတခါလေးကျွန်တော်ပြောတယ်ယုံကြည်ခြင်းနဲ့ကျွန်တော်လှုပ်လိုက်တယ်ချွေးချော်လိုက်တယ်အမဖြစ်ဘူးဆိုရင်ကျွန်တော်ယုံကြည်ခြင်းနဲ့ဝန်ခံတယ်မဖြစ်ဘူးလားဆိုပြီးကျွန်တော်တွေးခေါ်တဲ့မှာရှိတတ်တယ်နော်ယုံကြည်သူတွေအဲတကယ်ဒါကျွန်တော်ယုံကြည်ဝန်ခံနေတဲ့အရာဒီကိုယ့်ရဲ့စိတ်ထဲမှာပေါ်လာတဲ့ယုံကြည်ဒါမှမဟုတ်ဖယားတခင်ဖြစ်တည်စေသောယုံကြည်ခြင်းဖြစ်ဝန်ခံတလားဆိုတော့ကျွန်တော်ပြန်ဆန်းစစ်ဖို့အရန်အရေးကြီးတယ်မရောချဖို့လိုတယ် ကျွန်တော်ဖြစ်လို့တဲ့ဆန္ဒကိုယုံကြည်ခြင်းနဲ့ထင်မှတ်ပြီးမှကျွန်တော်ဝန်ခံတာမျိုးဆိုတော့ဖြစ်လာစရာအကြောင်းမရှိဘူး။ဒါပေမဲ့ဖယားသခင်တတ်နိုင်တယ်ဖယားခင်လောက်ကိုလောက်ပေးမယ်ဆိုရင်ယုံကြည်ခြင်းနဲ့ဝန်ခံတဲ့အရာတိုင်းဒီယုံကြည်တဲ့အတိုင်းဖြစ်တယ်။အဲ့ဒီအရာကိုမုံရင်းစီလောက်ရှိတဲ့ယုံကြည်ခြင်းအနေနဲ့ဒီမှာညွှန်းဆိုထားတယ်ဆိုတာဒီအရာရဲ့အတိတ်ပြောကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်ဆိုတော့အဲ့ဒီယုံကြည်ချက်ဘာဖြစ်စေလဲဆိုတော့တဘာဝအထက်လွန်ကဲသောအရာကိုဖြစ်စေတယ် ဆိုတော့တခါကျရင်ကျွန်တော်ယုံကြည်ခြင်းဝန်ခံတဲ့အရာတွေအာအာနိနိတေတော့ဘာလို့မလဲကျွန်တော်အများတိုင်းဝန်ခံတတ်တဲ့အရာရှိတယ်။ဒါကလည်းကျွန်တော်ကိုကိုကိုပြန်ဆန်းစစ်ဖို့ပါပဲ။ဘယ်သူကမှန်တယ်မားတယ်ပြောလို့ရမဟုတ်ပဲနဲ့ကျွန်တော်ဝန်ခံတဲ့အရာဒီမှာနှုတ်ကပတော်ထဲမှာပြောတဲ့ဖယားတခင်၌ရှိသောယုံကြည်ခြင်းမျိုးနဲ့ကျွန်တော်ဝန်ခံအသက်ရှင်ဖို့လိုတယ်။အချင်းနေရရိမ့်ရိုင်းသွားတာမျိုးမဖြစ်ရဘူး။နံပါတ်၁ နော်လေတိုက်သွားတဲ့ခါမှာရင်ရင်သွားတဲ့ကျူပင်လူမျိုးမဖြစ်ရပဲနဲ့ဖယားသခင်တွေဘယ်တော့မှမပြောင်းလဲတော့ဖယားရှင်ဖြစ်တဲ့အတိုင်းပဲကျွန်တော်ယုံကြည်ခြင်းလဲဖယားသခင်တည်မြဲတကယ်တော့မြဲတမ်းတည်မြဲနေဖို့လိုတယ်နော်အရာအရေးကြီးတယ်ဆိုတော့ကိုယ့်ရဲ့ယုံကြည်ချက်မမှန်တဲ့အရာကိုတခါလေကျွန်တော်ဖယားကိုအပြစ်ပုံချတတ်တာမျိုးကျွန်တော်ယုံကြည်သူတွေမှာရှိတတ်ပါတယ်အဲ့ဒီအရာကိုလည်းကျွန်တော် တတိရှိရှိနဲ့ရှောင်ရှားတတ်ဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးယုံကြည်ခြင်းစကားပြောတဲ့အခါမှာတင်ပြောတဲ့အရာတွေဖယားတခင်ယုံကြည်ခြင်းမျိုးဖြစ်တဲ့အတွက်တင်ပြောတဲ့အတိုင်းဖယားတခင်တင်းရဲ့တက်တာမှာမြင်တွေ့ရတော့ခွင့်ပေးမယ်ဆိုတော့ကျွန်တော်အာဒီဒီမြတ်တော့ပေါ့နော်ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်တာဖြစ်ပါတယ်အာနောက်တစ်ခုနေယုံကြည်ခြင်းမှာနတ်ဆိုးနေထုတ်နိုင်ရန် လိုအပ်သောယုံကျင်ဒါလည်းကျွန်တော်ဝိညာဉ်စုကျေစုနဲ့ဆိုင်တဲ့အရာဖြစ်တယ်ဆိုတော့ယုံကြည်ခြင်းဆိုတာဘယ်မှာသုံးသေးလဲဆိုခုနပြောလို့နတ်ဆွနင်ထုတ်တဲ့အရာမှာသုံးတာဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ဖို့ဖြစ်တယ်ယေရှုခရစ်တော်အမှုတော်ဆောင်တဲ့အချိန်မှာနတ်ဆွများစွာနင်ထုတ်ခဲ့တယ်ဆိုတော့လည်းကျွန်တော်နှုတ်ကပတ်တော်ထဲမှာတမန်သစ်ချမ်းမှာကျွန်တော်နော်ခရစ်ဝင်ကျမ်း၄ခုစလုံးမှာကြည့်တယ်ဆိုတော့အများကြီးတွေ့ရတယ်ဆိုတော့မာသဲ86မှာအာတစ်ချက်ကျွန်တော်ဖတ်ဖတ်ပြမယ်နော်မာသဲခန်းကြီး၈အပိုင်ငယ်16 ညာဦးရ၌နှဆိုးဆွဲသောသူအများတို့ကိုအထံတော်သို့ဆောင်ခဲ့၍နှုတ်တော်မွတ်ကာမြတ်နှင့်ထိုနှတ်တို့ကိုနင်ထုတ်တော်မူ၏တဲ့။နာသောသူရှိသမျှတို့ကိုတက်တာစေတော်မူ၏တဲ့။ယေရှုခရစ်တော်ကနှဆိုးမြောက်ယင်ဆိုင်တဲ့အခါမှာနော်ဖယားခင်စီမံကဆုတောင်းအောင်မယ်ဆိုပြီးမပြောဘူး။တခါတည်းနှဆိုးကိုအမိန်ပေးပြီးမှနင်ထုတ်လိုက်တယ်ဆိုတဲ့အရာကျွန်တော်နှုတ်ဘတ်တော်ထဲမှာတွေ့တယ်ဒီမှာနော်မာသဲ66မှာနှုတ်တော်မွတ်ကမြဖြင့်ထိုနှစ်တုတ်ကိုနင်ထုတ်တော်နင်ထုတ်တော်မူ၏တဲ့ နာတော်သူရှိသမျှတော်ကိုတက်တာစေတော်မူ၏လို့ကျွန်တော်နှုတ်ကပတ်တော်ထွန်းပါလဲကျွန်တော်တွေ့ရတယ်ဆိုတော့တနည်းအားဖြင့် तू ကဘာလို့လဲဆိုတော့ယုံကြည်ခြင်းစကားကိုအခွင့်အာဏာရှိရှိအသုံးပြုတယ်ဆိုတော့ကျွန်တော်ဒီနှုတ်ကပတ်တော်ဖြင့်နားလဲရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဘုရားခင်ပေးထားတော်ဒီယုံကြည်ခြင်းစုကြည်စုကအသက်ရှင်ဖို့အတွက်လည်းကျွန်တော်အသုံးပြုနိုင်သလိုနတ်ဆိုးတွေနင်ထုတ်ဖို့အတွက်လည်းအသုံးပြုရတော့ယုံကြည်ခြင်းဖြစ်တယ်တနည်းအားဖြင့်တင်တဲ့ကျွန်တော်ဒီအမိန်ပေးပိုင်တော့အခွင့်ဖြစ် ရှိတော်သူတွေဖြစ်တယ်ဆိုအမြဲတမ်းသိမှတ်ပြီးမှယုံကြည်ခြင်းနဲ့အဲ့ဒီအရာကိုဝန်ခံပြောထုတ်တော်သူတွေဖြစ်ဖို့အာမင်နတ်ဆိုချင်အောင်ချင်းခံတဲ့သူတွေ့တယ်ဆိုကျွန်တော်ယုံကြည်ခြင်းဖြင့်အမိန်ပေးစေခိုင်းနိုင်တော့အခွင့်ရှိတယ်ဆိုတာသိရှိပြီးမှအသုံးပြုဖို့အတွက်ဖြစ်ပါတယ်ဆိုတာကျွန်တော်အာပြောချင်ပါတယ်နောက်တစ်ခုပါတွေ့ရတယ်ဆိုတော့တည်တော်သူထားမြောက်စေတဲ့ယုံကြည်ခြင်းအကြောင်းကျွန်တော်တစ်ချက်လောက်ကြောင်းဒါရှိရှုခရစ်တော်ကနော် အာလုကာအခန်းကြီးခွန်မှာနာဤနာမျိုးမှာရှိတဲ့မိုးဆိုမိုက်တာအတုပနော်တချို့ဖို့အတွက်သူတို့အာသွားတဲ့အချိန်မှာယေရှုကဘာလုပ်လဲဆိုတော့အဲ့ဒီသွားတဲ့သူတွေကိုရက်တန့်စေပြီးမှအခေါင်းအဲ့ဒီမတာရဲ့လဲလျောင်းနေတဲ့အခေါင်းကိုတုပ်ပြီးမှဘာပြောလဲဆိုတော့လူငယ်ထလို့ငါဆိုသည်ဟုတ်ပြောလိုက်တယ်ယေရှုကလူငယ်ထ နော်ဒါကတောင်းပန်နေတာလည်းမဟုတ်ဘူးဆုတောင်းနေတာလည်းမဟုတ်ဘာဘာဖြစ်တာလဲအမိန်ပေးလိုက်တာဖြစ်တယ်အာမင်အာမင်ယေရှုခရစ်တော်အပြည့်ကျွန်တော်လည်းခရစ်တော်ဖြစ်ဖြစ်ပွားသောသူဖြစ်တဲ့အတွက်သင်ကိုယ်တိုင်အမိန်ပေးနိုင်သောအခွင့်ရှိတယ်ဆိုတာတတိယပါချက်တောင်းကြီးကမှမအာမင်တခါတည်းအာတည်တော်သူထမြောက်ဖို့ဆိုတဲ့ဥစ္စာခဏထောင်းဘာပဲဖြစ်ကျွန်တော်မှယုံကြည်သူဖြစ်တဲ့အတိုင်းပဲယုံကြည်သူရဲ့အခွင့်အာဏာ အဖြစ်အဝရှိတယ်ဆိုတော့ကျွန်တော်နားလည်ဖို့ဖြစ်တယ်။အာမင်။ဘေးအလိုတစ်ချက်ကြည်လိုက်ပါအောင်။အခွင့်အာဏာရှိသောသူနဲ့အတူထိုင်ရလို့ဖခင်ကြီးစတော့ချီးမွမ်းပါလေဆိုရင်တစ်ချက်လို့ကျွန်တော်ပြောရအောင်နော်။အခွင့်အာဏာရှိသောသူနဲ့ထိုင်ရလို့နော်အစိုးရသောသူတွေဖြစ်တယ်ကျွန်တော်တို့ဟာ။ဟာလေလုယာ။ဘယ်သူအဖြစ်လဲဆိုတော့ယေရှုခရစ်တော်အဖြစ်ဖြစ်တယ်။နော်ပြီးရင်ယေရှုခရစ်တော်နောက်တနေရာမှာပြောတဲ့လာဇရုရဲ့အကြောင်းကျွန်တော်ကြည်တဲ့အခါမှာလာဇရုတည်ပြီးမှ ယေရှုခရစ်တော်ကသူ့ရဲ့သင်ချိုင်းကိုသွားပြီးမှဘာပြောလဲလာဇရုထွက်ခဲလို့ပြောတာဖြစ်တယ်။အာမင်။ဒါလည်းအမိန်ပေးတာပဲ။ဆိုတော့ကျွန်တော်ပါဇက်ဒီလူကိုတော့အမိန်ပေးတာမဟုတ်ဘူးเนาะဒါကနတ်ဆိုဒီတည်ခြင်းတကူကိုလည်းအမိန်ပေးတယ်။ပြီးရင်ခုနခြေနောင်ချင်းခံတဲ့သူကိုလည်းအမိန်ပေးတာဖြစ်တယ်။ဆိုတော့ကျွန်တော်ဒါနားလည်ဖို့တော့လိုတယ်။လူကိုတော့အမိန်ပေးတာမဟုတ်ဘူး။သူ့ကိုခြေနောင်နေတဲ့နတ်ဆို ဝိညာဉ်ဆိုရလှုပ်ဆောင်မှုတွေကိုအမိန်ပေးပြီးမှခြေဖြတ်တယ်အောင်မြင်တယ်ဆိုတော့ကျွန်တော်ဒီမှာတွေ့ရတာ ဖြစ်ပါတယ်နော်ဆိုတော့နောက်တစ်ခုကျွန်တော်သွားမယ်အနာငင်းချင်းစုကျေစုတစ်ချက်လောက်သွားချင်ပါသွားချင်တာဖြစ်ပါတယ်ဆိုတော့အနာငင်းချင်းစုကျေစုလဲတကူနဲ့ဆိုင်သောစုကျေစုထဲမှာပါတဲ့စုကျေစုတစ်ခုဖြစ်တယ်ဆိုတော့ဂရိစကားမှာပေါ့နော်သူရဲ့မူရင်းဂရိစကားမှာဒါကိုဘယ်လိုပြောဆိုစုကျေစုများစွာ နဲ့အနာငိမ့်ချင်းများဆိုပြီးမှအများကိအနေနဲ့သုံးတယ်ဆိုတော့ကျွန်တော်နားလဲရပါတယ်ကျွန်တော်တို့တော့ဘာသာပြန်ပြီးသားကိုအာဖတ်ရှုစင်ချင်းနှလုံးသွင်းနေတာဖြစ်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူ့ရဲ့မူရင်း great ဘာသာစကားရာဒီစုကျေစုကိုအနေနဲ့မဟုတ်ဘဲနဲ့အများကိနဲ့ရင်နှန်းထားတယ်ဆိုတော့ကျွန်တော်နားလဲရတယ်သိရှိရတာဖြစ်ပါတယ်ဆိုတော့စုကျေစုများအနာငိမ့်ချင်းများဆိုပြီးမှကျွန်တော်နားလဲဖို့ဖြစ်ပါတယ်ဆိုတော့အနာငိမ့်ချင်းဆိုတော့ဖျားခင်ရဲ့

ူမချမ်းမာတော့သူစီမှာစီးစင်းသွားတယ်ဆိုတော့ကျွန်တော်နားလည်ဖို့ဖြစ်တယ်အာမင်အာမင်သင်အားဖြင့်စီးစင်းသွားတဲ့ဖခင်တခင်တကိုးတော်ဖြစ်တယ်နားလည်နိုင်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေဆိုတော့ကျွန်တော်အာသွေးသူနာဆွဲတဲ့အမျိုးသမီးရဲ့ဥပမာနော်ကျွန်တော်ကြည့်တယ်ဆိုရင်အဲ့မှာလူအများကြီးတော့ရှိတယ်နော်လူအများကြီးရှိတယ်ပြီးအများကြီးရှိတယ်ယေရှုခရစ်တော်ကိုလည်း ထီမိတဲ့သူလည်းအများကြီးရှိတယ်။ဒါပေမဲ့ထီမိတဲ့သူတိုင်းမှာယေရှုခရစ်တော်ရဲ့တကိုးတော်ကမစည်းစင်းဘူးဆိုတာကျွန်တော်နားလည်ရတယ်။ဘယ်လိုလူပေါ်မှာစည်းစင်းလဲဆိုတော့ယုံကြည်ခြင်းနဲ့တိုးတဲ့သူပေါ်မှာထိုအနာရောဂါငိမ့်ခြင်းတကိုးတော်စည်းစင်းသွားတယ်ဆိုတာကျွန်တော်တို့မြင်တွေ့ရတာဖြစ်တယ်။ဆိုတော့အစ်ဒီမှာလည်းယုံကြည်ခြင်းလိုအပ်တယ်။အာမင်။အနာရောဂါငိမ့်ခြင်းစုဂျေစုပို့ပြီးမှဟို အာဆင်းဆင်းလာဖို့ကျွန်တော်ယုံကြည်ခြင်းနဲ့အရာအရေးကြီးတယ်ဆိုတော့ကျွန်တော်ခုနပြောသွားပြီဆိုတော့ဒီမှာလဲဆက်ပြီးမှပေါ့နော်ဒါကဆက်ဆက်နေတဲ့အရာတစ်ခုဖြစ်တယ်ခွဲခြားလို့မရဘူးဆက်ဆက်နေတဲ့အရာခုဖြစ်တာကိုကျွန်တော်တွေ့ရပါတယ်နော်ဆိုတော့တကယ်တော့ယေရှုခရစ်တော်ရဲ့အထဲမှာရှိတော့တကူတော်ကတော့လူအလုံးအတွက်ဖြစ်ပြီးသားဖြစ်နေတယ်ဆိုတော့ အာကျွန်တော်ဒီအချောင်းရတွေလည်းအများကြီးလေ့လာခဲ့ပြီးခံယူခဲ့ပြီးဆိုတော့ကျွန်တော်နားလည်တယ်။နော်လူအများကြီးတော့ယေရှုခရစ်တော်ကလောကမှာဆင်းကျွားလာတဲ့အချောင်းရင်းတွေလူများဆိုလွတ်မြောက်ဖို့ကဲတင်ချင်လူသားအားလုံးကဲတင်ချင်ရရှိဖို့ဖြစ်တယ်။ဒါပေမဲ့ဘယ်သူတွေကကဲတင်ချင်ရရှိတယ်လဲခရစ်တော်လှုပ်ဆောင်ပေးတဲ့အရာကိုယုံကြည်ခြင်းနဲ့ဝန်ခံတော်သူတွေကပဲရတာနော်။ အာမင်ဖခင်ကြောင့်မှလူအများကြီးလာတယ်ဘယ်သူကဖခင်သခင်ရဲ့စကားပြောခြင်းခံရတယ်လဲဖခင်သခင်ကိုစာငတ်မှုတ်တဲ့နှလုံးသားနဲ့လာတော်သူတွေဖခင်သခင်ရဲ့တကိုးတော်ရဲ့တုတ်သခြင်းခံရတယ်ဒီနေ့ရောက်လာတဲ့သူဘယ်နှယောက်ကဖခင်တုတ်သခြင်းခံရမလဲကျွန်တော်နှလုံးသားတွေပြင်ဆင်ဖို့အရာရည်ကြီးတယ်ယုံကြည်ပါခဏနေကြာလဲကျွန်တော် နှုတ်ကပဒေသနာကြားရမယ်ဒီအရာတွေကျွန်တော်အတွက်ဖြစ်တယ်ဂျမအတွက်ဖြစ်တယ်ဆိုတာကျွန်တော်တို့အဲ့ဒီနှလုံးသားနဲ့ခံယူဖို့ဖြစ်တယ်သင်ရဲ့နာမကျန်းဖြစ်နေတဲ့အရာတွေကျမ်းမာဖို့ရန်သူနှုတ်ကပတော်ကသင်ရဲ့တက်တာထဲမှာအလုံးလုံးဖို့အတွက်အစင်သင်ရှိနေတယ်ဒီနေ့ကျွန်တော်ကတော့ယုံကြည်ခြင်းနဲ့ခံယူဖို့အတွက်ကျွန်တော်နှလုံးသားကိုပြင်ဆင်ထားဖို့ဖြစ်ပါတယ်ဒီတစ်ပတ်ဖျားเจ้าလာတယ်ခွန်အားမရဘူးဆိုတာတကယ်ကတော့ ကိုကိုတိုင်းကိုရဲ့နှလုံးသားအရင်ဆုံးစမ်းစစ်ဖို့အရာအရေးကြီးတယ်နော်ဒီနှုတ်ကပတ်တော်ဒီအသက်ရှင်သောနှုတ်ကပတ်တော်ဖြစ်တယ်ဆိုအသက်ရှင်တဲ့အတိုင်းပဲဗာတန်လက်တကာတော့တဲ့ထက်ချင်းအပြည့်စုံတယ်ပြီးနှစ်ဖက်နော်နှစ်ဖက်နှစ်ဖက်အာနှစ်ဖက်ထက်တော့ဓာသွာဆိုတော့ဒီအရာကကျွန်တော်နာခံယူရတူလဲ အတ္တတာမှာဒီအရာအဖြစ်တိဆောက်ခြင်းရှိတယ်လို့ကျွန်တော်ဟောပြောတဲ့သူမှလည်းတိဆောက်ခြင်းရှိတယ်ဒါတော့ဖရားတကယ်နှုတ်ကပတဘာတဘောတဘာဝဖြစ်တယ်ဆိုတော့ဒီအရာရဲ့ပြုတ်ပြင်ခြင်းဒီအရာဖြစ်ကောင်းချီးမင်္ဂလာခံစားရခြင်းမခံစားရခြင်းဒီကျွန်တော်ခံယူတဲ့သူရဲ့နှလုံးသားနဲ့အရန်တက်ဆိုင်တယ်ဆိုတော့ကျွန်တော်ဒါကတော့အာ bonus အနေနဲ့ကျွန်တော်အာပြောကြားလို့တာဖြစ်ပါတယ်ဆိုတော့ခုနကျွန်တော်ပြောလို့စား အာနည်းနည်းတော့ထပ်ဆက်ရရဆိုရင်ယေရှုခရစ်တော်ရဲ့အမှုတော်ဆောင်ခြင်းတဲမှာเนาะခုနကျွန်တော်ပြောသလိုပဲဒီအနာရောဂါငြိမ်းခြင်းပြီးနတ်ဆိုးတွေနင်ထုတ်ခြင်းတဲသူစုမတောင်းတော့ဘာလို့လဲအမိန်ပေးတယ်ဆိုတော့ကျွန်တော်မြင်တွေ့ရတယ်လို့ကျွန်တော်ပြောတယ်เนาะဆိုတော့အာဒီအရာတွေဘာလဲဆိုဖရာကြီးတပါဝတ်အလုံးတကောတော်ဒီနေရာတစ်ခုကို ထိုးပေါက်စိတ်ဝင်ခြင်းဖြစ်တယ် ဆိုတော့အဲ့ဒီတကိုးတော်အဖြစ်အဲ့ဒီနေရာတစ်ခုလုံးတကိုးတော်ရဲ့လွမ်းခြုံခြင်းနဲ့ဖြည့်ဝတ်တယ်လို့ပြောင်းလဲခြင်းတွေလည်းမြင်တွေ့ရတယ်ဆိုတော့ကျွန်တော်နားလည်ရပါတယ်။နော်လူကာ15စက္ကွန်အဲလူကာအခန်းကြီး9အပိုင်ငယ်စက္ကွန်မှာဗာတွေ့ရတယ်ဆိုတော့တနေ့တနေ့ကိုတော်ရီဆုံးမဩဝါဒပေးတော်မူစဉ်တဲ့ဂျေရုရှလင်မြို့မှာစတော့ဂျူရာပီဂလိလဲပီမြို့ရွာများတို့ကရောက်လာတော့ဖာရီဆဲတို့နဲ့နိသီးဆရာတို့ထိုင်လက်ရှိအနာယောကာကိုငိမ့်စေခြင်းကဖယားသခင်ဖယားဤ တကိုးတော်သည်ထင်ရှား၏ Praise the Lord ဆိုတော့ now အနာရောဂါငင်းခြင်းနဲ့ဆိုင်တဲ့အာတမန်တော်တွေထဲမှာတယောက်ဖြစ်တော့ပေတရုအကြောင်းပေါ့နော်တမန်တော်9 15ကိုတစ်ချက်လောက်ထိုးပေးစေခြင်းနဲ့တမန်တော်ခန်းကြီးကအပိုင်ငယ်15နဲ့16မှာပါရေးထားလဲဆို ပေဒရုသည်လမ်း၌လျှောက်သွားစဉ်အနာရောဂါဆွဲသောသူတို့တွင်တယောက်ယောက်ကိုသူအရေးလွမ်းမိုးစေခြင်းကလူနာတို့ကိုလမ်းနာသို့ထုတ်၍ကတိမွေရာပေါ်မှာတင်ထားကြ၏ပတ်လေဝန်းကျင်၌ရှိသောမြို့ရွာမြို့သူရွာသားအပေါင်းတို့သည်အနာဆွဲသောသူနတ်ဆိုးညင်းဆဲသောသူတို့ကိုဆောင်းခဲ့လေဂျေရုရှလင်မြို့သို့စုဝေးလာကြ၏ထိုလူနာအပေါင်းတို့သည်အနာကင်းလွတ်ခြင်းသို့ရောက်ကြ၏ဘာလို့သူတို့ပေရုရှိတဲ့နေရာလာတယ်လဲဆိုတော့ပေတရု ကိုဖျားသခင်အသုံးပြုတဲ့အတွက်ပေတရုအဖေအနာယောဂငိမ့်မယ်ဆိုတဲ့ယုံကြည်ခြင်းရှိလို့ရောက်လာတာဖြစ်တယ်ဟုတ်တယ်ဟုတ်ယုံကြည်ခြင်းမရှိတော့ရောက်လာစရာအကြောင်းမရှိလို့မယုံမှုဆိုဘာလို့လာနေတော့မှာလဲဆိုယုံကြည်တဲ့အတွက်ရောက်လာတယ်လို့ကျွန်တော်ဒီနားလည်ရတာဖြစ်တယ်နောက်တစ်ယောက်အနေနဲ့နော်ပေါ်လို့ရနာငိမ့်ခြင်းနော်အာโอเคတမန်တော်28အပိုင်ငယ်8နဲ့ကိုတစ်ချက်လောက်ကြည့်ရအောင်နော် တမန်တော်28အပိုင်ငယ်89 Okay ပုပလီမင်းဤအဘဒီဖြားနာ၍ဝမ်းချသွေးသွန်နာဆွေးသုံးလုံးနေဒီကိုပေါ်လို့ဝင်ရဆုတောင်းပြီးမှသူ့အပေါ်နဲ့လက်တင်၍အနာကိုငိမ့်စီဤတော့ပြုတ်တော့ကြောင့်ထိုကျွန်း၌အနာရောဂါဆွဲသောအခြားသူရှိသမျှတို့သည်လာ၍ချမ်းသာခြင်းကိုရကြ၏အာမင်ဒီမှာပေါ်လို့ကအနာရောဂါရှိတဲ့သူကိုရဲ့အပေါ်မှာလက်တင်ပြီးမှ ချမ်းမာစေတယ်နော်တနည်းဖြင့်အနာငိမ့်ချင်းတကောဘုရားခင်ကစီကနေလာတာဖြစ်ပေမဲ့နော်ဘုရားသခင်ကသူ့ရဲ့လူတွေသူ့ရဲ့ဂျုံတွေသူ့ရဲ့တမန်တော်တွေကို အသုံးပြုပြီးမှဒီသူ့စီကနေလာတော့အနာယောကငိမ့်ချင်းစုခြေစုကိုသူ့ရဲ့လူတွေကိုအသုံးပြုပြီးမှစီးထွက်စေတယ်သူများကို မြင်တွေ့စေတယ် မယုံတနည်းအဖြစ်မယုံကြည်သောသူကိုမြင်တွေ့စေတယ်ဆိုတာကျွန်တော်နှုတ်ကပတ်တော်ဖြစ်နားလည်ရတာဖြစ်ပါတယ်အာမင်ဆိုယေရှုကသူ့ရဲ့တပည့်တော်တွေကိုလူကာ၉မှာနော်လူကာခန်းကြီး၉မှာအာဧဝံဂေလိတရားသေလွတ်တဲ့ခါမှာဗာပြောလဲဆိုတော့မိဒီမျိုးတို့ဝင်နေဖြစ်စေလူနာကိုကျမ်းမာစေလောလို့ပြောတာဖြစ်တယ်အာမင်မိဒီမြို့တို့တနည်းအားဖြင့်ဘယ်နေရာကိုပဲသွားသွားလူနာကိုတွေ့တယ်ဆိုရင်ကျမ်းမာစေပါလို့ယေရှုခရစ်တော်က မိတ်မာလိုက်တယ်သူ့ရဲ့တပည့်တော်တွေကိုနော်အာလူနာတွေစမ်းမာဖို့အတွက်ငါကိုဆုတောင်းပါဆိုတဲ့ရမျိုးယေရှုကမမိတ်မာခဲ့ပဲနဲ့လူနာတွေကိုဘယ်မျိုး၌ဝင်မစေလူနာတွေကိုစမ်းမာစေလော့ဆိုပြီးအမိတ်ပေးတယ်တနည်းအားဖြင့်ဘာဖြစ်လို့အမိတ်ပေးခိုင်းတယ်လဲဆိုတော့သူတို့မှာအမိတ်ပေးပိုင်သောအခွင့်ရှိတယ်ဆိုတာယေရှုခရစ်တော်ကတပည့်တော်တွေကိုနားလဲစေခြင်းလို့ဖြစ်တယ်အာမင် အဲ့တော့ယေရှုခရစ်တော်တပည့်တော်တွေဖြစ်တယ်။အခုယခုခေတ်ကာလမှာတော့ယေရှုခရစ်တော်ရဲ့တပည့်တော်တွေဟာသင်နဲ့ကျွန်ုပ်ဖြစ်တယ်။အာမင်။အာမင်။ယေရှုခရစ်တော်ရဲ့တပည့်တော်ဒီယခုခေတ်ကာလအနေနဲ့ပြောရမယ်ဆိုရင်ဘယ်သူလဲဆိုတော့ဒီမှာထိုင်နေကြတော့ညီကိုမောင်မမိဘများကျွန်တော်အားလုံးအယောက်စီတိုင်းဖြစ်တယ်ဆိုတော့ကျွန်တော်နားလည်ဖို့ဖြစ်တယ်။အဲ့လိုပဲခရစ်တော်အားဖြင့်ရရှိထားတဲ့ထို့ အခွင့်တကူအာနာအားလုံးလဲကျွန်တော်ခရစ်တော်နဲ့သက်ဆိုင်တော်သူခရစ်တော်ကိုမိမိအသက်ခင်ကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်ဝန်ခံတော်သင်နဲ့ကျွန်တော်အယောက်စီတိုင်းမှာ ထိုအခွင့်တကူအာနာရှိပါတယ်အာမင်အဲ့ဒီအခွင့်တကူအာနာကိုကျွန်တော်တို့လက်တွေ့အသုံးပြုဖို့အတွက်တန်ရှင်တော်ဝိညာဉ်တော်အဖြစ်ကျွန်တော်တို့အသီးသီးကိုဖျားသခင်ကပေးပြီးသားဖြစ်တယ် Praise the Lord ပေးအောင်မယ်မဟုတ်ပေးပြီးသားဖြစ်တယ် ဆိုတော့ပေးပြီးသားဖြစ်တဲ့ဘာလို့ရမလဲလဲကျွန်တော်တို့ကိုယ်တိုင်လက်တွေ့အသုံးပြုဖို့ဖြစ်တယ်။ဟာလေလုယာ။ဟာလေလုယာ။ဆိုတော့တနည်းဖြင့်ဘုရားကဒီစုကျေစုကျွန်တော်ဘာတို့ပေးထားလဲဆိုဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းမြည်ကြီးပေါ်မှာထင်ရှားစေရန်နဲ့ယံသူဖြစ်သောဝိညာဉ်ဆုံးမာနတရဲ့လှုပ်ဆောင်မှုအကျဉ်အစီတွေပြည့်စည်ဖို့အတွက်ဘုရားသခင်ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာရှိသောယုံကြည်သူညီကောင်မှာအရောက်စီတိုင်းဒီ ဖယားသခင်အကျဉ်စီဖြစ်တော်သူ့ရဲ့ဘုန်းတော်ကိုထင်ရှားဖို့နဲ့မာနဝိညာဉ်ဆိုတဲ့ခြင်အောင်ခံတော်သူတွေလွတ်မြောက်ခြင်းမရှိတော်သူတွေနော်ဝိညာဉ်မကြမ်းမာတော်သူတွေကြမ်းမာဖို့ရန်အတွက်အာကြမ်းမာခြင်းဆေလွတ်တော်သူတွေဖြစ်ဖို့အတွက်အယောက်စီတိုင်းကျွန်တော်လက်တွေ့လှုပ်ဆောင်ရှောက်လန်းဖို့ဖြစ်ပါတယ်ဒီအရာပေးရတဲ့အကြောင်းရင်းနားလဲဆေးရတဲ့ဒီဝိညာဉ်တော်ရဲ့စူးကြီးတွေပေးရတဲ့အကြောင်းရင်းမှကျွန်တော် သိရှိပြီးပြီဖြစ်တဲ့အတွက်ကျွန်တော်အသက်တာမှာလက်တွေ့အသုံးပြုဖို့ဖြစ်တယ်။အာမင်။အာမင်ဒီမှာဘယ်မြို့ရောဝယ်မစီမချမ်းမာတော့သူချမ်းမာစေလို့လို့ပြောတယ်။ဘယ်နေရာပဲသွားသွားကျွန်တော်ဝိညာဉ်တော်ဖြစ်ရရှိတဲ့ပိုင်းခြားခြင်းဝိညာဉ်တွေနဲ့ကျွန်တော်ဆူတောင်းပေးဖို့ဖြစ်တယ်။အမိန်ပေးဖို့ဖြစ်တယ်မချမ်းမာခြင်းတွေအဲ့ဒီလွတ်မြောက်စေဖို့ဖြစ်ပါတယ်။ဟာလေလုယာ။ဆိုတော့ဒီနေ့ကတော့ကျွန်တော်ဒီမြောက်တော့ပြောချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်ဖရာသခင်ရဲ့ ပေးထားတဲ့ဒီစုကျေးဇူးတွေအသုံးပြုတော်သူတွေဖြစ်ဖို့ကျွန်တော်အားလုံးအတူတူကစက္ကပ်ဖို့တဲ့ကျွန်တော်ဖိတ်ခေါ်ခြင်းနဲ့